မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းရွှေဘုံမြို့မှာစစ်ကြောင်းထိုးဖို့တာဝန်ကျနေတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့တပ်မခွန်ခွန်ဆက်တွေ့ရေးတပ်ခွဲကအကြပ်နဲ့စစ်တီခုနှစ်ဦးရဲ့ဇနီးတွေခုနှစ်ဦးလုံးကသူတို့ရဲ့ခင်မွန်းတွေကိုစွန့်ခွာသွားကြတဲ့အမှုဟာတက်ထဲမှာဟိုးလေးကြောကြောဖြစ်နေတယ်ဆိုပါတယ် ရင်းမြုံနယ်မှာအချက်ဖတ်စစ်ကောင်စီရဲ့ခက်လိုက်ရ106တရင်ထဏချုပ်တက်ခွဲမှုဗိုလ်မှူးတန်းနိုင်စုကိုတော်လန်ရေးတက်တွေကဒင်းအရာကြိုတင်ဆောင်ဆိုင်ဖမ်းဆီးတဲ့အချိန်ခုခံမှုမရှိဘဲအသာတကြီးလက်နက်နဲ့အတူအဖမ်းခံခဲ့တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကိုင်းတိုင်းရွှေဘုံမြို့မှာစစ်ကြောင်းထိုးဖို့တာဝန်ကျနေတဲ့အချက်ဖတ်စစ်ကောင်စီရဲ့တက်မခွန်ခွန်ဆက်သွယ်ရေးတက်ခွဲကအချက်နဲ့စစ်တီခုနှစ်ဦးရဲ့ဇနီးတွေခုနှစ်ဦးလုံးဟာ သူတို့ရဲ့ခင်မွန်းတွေကိုစွန့်ခွာသွားကြတဲ့အမှုဟာတက်ထဲမှာဟိုးလေးတကြောကြောဖြစ်နေတယ်လို့လေတပ်သတင်းရင်းမြစ် Operation Spitfire နဲ့တက်တွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်စစ်ကောင်စီရဲ့တပ်မခွန်ခွန်ဆက်သွယ်ရေးတပ်ခွဲကအကျက်နဲ့စစ်တီ9ဦးရဲ့ဇနီးတွေ9ဦးလုံးဟာနောက်တန်းမှာကြံခဲ့တဲ့အချိန်သူတို့ရဲ့ခင်မွန်းတွေကိုစွန့်ခွာသွားကြပြီတချို့ကနောက်အိမ်အောင်ပြူသွားတာတွေတချို့ကတခြားယောက်ျားတွေနဲ့လိုက်ပြေးသွားတာတွေနဲ့တချို့ကတက်ထဲမှာပိတ်လောင်မခံနိုင်ဘူးဆိုပြီး ဒါသမီးတွေပါခေါ်ပြီးတော့သူတို့ရဲ့လင်းယောက်ကြားတွေကိုမပောင်းတော့ပဲရှေ့စဉ်နောက်စဉ်ပဲစွန့်ခွာသွားကြတဲ့ကိစ္စကတက်ထဲမှာဟိုးလေးတကြောကြောဖြစ်နေတယ်လို့လေတပ်သတင်းရင်းမြစ် Operation Spitfire ကပြောထားပါတယ်။တစ်ဖက်မှာလည်းရခိုင်ပြည်နယ်နံပါတ်ခတိုင်းမှုဘိုလ်ချုပ်ကျော်စွာဦးရဲ့ကိုရီးအရာရှိအိမ်အောင်တဲ့ဘိုလ်ကြီးဇေယဝင်းဆိုတဲ့သူဆိုရင်သူ့ရဲ့မိမကစစ်တွေမှာလိုက်မနေတဲ့အတွက်ဒါကစားစစ်တွေရိတ်သားတာဝန်ခံအရာရှိဘိုလ်ကြီးရန်နောင်စိုးနဲ့လက်ထပ်ဖို့လှုပ်ထားတဲ့တက်ချက်ကြီးစည်းမှ ခင်ကြည်ဘူးနဲ့လူမှုရေးဖောက်ပြန်နေပြီဒီကိစ္စကိုတိုင်းမှုရဲ့ PSO ဖြစ်တော့တိုင်လဲမတိုင်ရဲနဲ့အဲ့ဒီလိုတက်တွင်းမှာလူမှုရေးဖောက်ပြန်မှုတွေဟာဒုနဲ့ဒေကိုဖြစ်နေကြတယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောထားပါတယ်လက်လောစစ်ကောင်စီတက်ထဲမှာအရာရှိနဲ့စစ်တီတွေဟာရှေးဒဏ်မှာနှစ်နဲ့ချီစစ်တိုက်နေရပြီနောက်တန်းကိုမပြန်နိုင်တဲ့အတွက်နောက်တန်းမှာကြံခဲ့တဲ့မိမတွေဟာလည်းလူမှုရေးဖောက်ပြန်မှုတွေတောက်လျှောက်ဖြစ်နေပြီတချို့နောက်တန်းမှာကြံခဲ့တဲ့ဇနီးတွေဆိုလင်ကောင်မပေါ်ဘဲကိုဝင်ရှိနေတဲ့အမှုတွေနဲ့ စစ်တပ်တွင်းမှာလူမှုရေးပြဿနာတွေတိုင်တန်းမှုတွေအများဆုံးဖြစ်နေတယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မွန်ပြည်နယ်ကရင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခလရ106တည်ရင်ဌာနချုပ်တက်ခွဲမှုဗိုလ်မှူးတန်းနိုင်စိုးကိုဒေါ်လန်ရေးတပ်တွေကသတင်းအရချိုတင်ဆောင်ဆိုင်ဖမ်းဆီးတဲ့အချိန်ခုခံမှုမရှိဘဲအသာတကြီးပဲလက်နက်နဲ့အတူအဖမ်းခံခဲ့တယ်လို့ရေးပြောကြားတဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ္တကိုပြောပါတယ်ဇွန်လ9ရက်နေ့ကပဲ ရေမြုံနယ်မော့ကနင်ကျေးရွာအနီးမှာစစ်ကောင်စီရဲ့ခက်လက်ရ106တရင်ဌာနချုပ်တက်ခွဲမှုဗိုလ်မှူးတန်းနိုင်စိုးစိုးသူကိုတော်လိုင်းတက်တွေကတည်င်းအရာချုပ်တင်ဆောင်ဆိုင်ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုဖမ်းဆီးတဲ့အချိန်ဗိုလ်မှူးတန်းနိုင်စိုးစိုးတဲ့သူဟာပြန်လဲခုခံခြင်းမရှိဘဲသူ့မှာပါလာတဲ့လက်နက်နဲ့အတူအတာကြီးဖမ်းခံခဲ့တဲ့အတွက်တော်လည်းရေးတက်တွေကလည်းအေးအေးဆေးဆေးပဲထိမ့်သိမ်းနိုင်ခဲ့တယ်လို့ရေးပြောကြတဲ့တက်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။အဲ့ဒီနောက် ဖန်စီရမိတဲ့ဗိုလ်မှူးတန်းတိုင်းဆိုစီကနေ MA5 ပစ္စတိုတလက် MA3 တလက်နဲ့ကာဒစီကိုပါတော်လိုင်းရင်တက်တွေကတင်းစီရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရခိုင်ပြည်နယ်စစ်တွေမြို့ကဗျိုင်းဖြူခြေရွာမှာအပြစ်မဲ့ပြည်သူ86ဦးကိုအကြမ်းဖက်စစ်ကောင်စီနဲ့လက်အောက်ခံတွေကမတရားနှိပ်စက်ညှဉ်းပန်းတပ်ဖြတ်မှုကို DNA နဲ့ MNDAA ကအပြင်းအထန်ကန့်ကွက်ရှုံချလိုက်ပြီး ရခိုင်ပြည်တယ်မကမြန်မာတိုင်းငံလုံးမှာဒီလိုလောက်ရက်တွေကိုနောက်ထပ်မလုပ်ဘဲအမြန်ဆုံးရက်တန့်ဖို့စစ်ကောင်စီကိုညီတော်မဟာမိတ် TNL နဲ့ MNDAA နှစ်ဖွဲ့ကတတိပေးချက်ထုတ်ပြန်လိုက်ပါတယ်စစ်တွေမျိုးပြိုင်းဖြူကြေးရွာကပြည်သူ86ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ခံတွေကဖမ်းဆီးချုပ်နှောင်ပြီးမှရက်ရက်ဆက်ဆက်ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တဲ့ကိစ္စဟာစစ်ရဲဝဲမှုကြီးကိုလက်ရဲဇက်ရဲကျူးလွန်လိုက်တာဖြစ်ပြီးဒီလိုလို့ရပေါ် TNL နဲ့ MNDAA ကအပြင်းထန်ကန့်ကွက်ရှုံချတဲ့အပြင် ီလိုကျူးလွန်မှုတွေကိုရခိုင်ပြည်နယ်တွေမှာကပဲမြန်မာတနိုင်ငံလုံးမှာနောက်ထပ်မလုပ်ဘဲအမြန်ဆုံးချက်ချင်းရပ်တန့်ဖို့စစ်ကောင်စီကိုတတိပေးလိုက်တယ်လို့မြောက်ပိုင်းညီနောင်မဟာမိတ်နှစ်ဖွဲ့ကထုတ်ပြန်ပြောဆိုလိုက်တာပါဒါအပြင်စစ်ကောင်စီဟာလက်ရှိမှာတနိုင်ငံလုံးအနှံ့ဘက်ပေါင်းစုံမှာရှုံးနိမ့်နေတဲ့အတွက်အပြစ်မဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိပုံမိုးတိုက်ခိုက်လာတာတွေကြောင့်မြန်မာပြည်သူတွေအနေနဲ့လေကြောင်းရန်နဲ့စစ်ရေးတတိရှိကြဖို့စစ်ကောင်စီရဲ့အခုလိုလက်ရဲစရဲစစ်ရဲစွေးမှုကျူးလွန်မှုတွေကို တော်လန်ရဲ့အင်အားစုတွေလူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့သတင်းမီဒီယာတွေကပါဝိုင်းဝန်းကန့်ကွက်ရှုံချတင်ပြတာတွေလုပ်ပေးဖို့နဲ့ကုလသမဂ္ဂနဲ့နိုင်ငံတကာကလည်းစစ်ကောင်စီကိုအမြန်ဆုံးအရေးယူပေးဖို့တွေးကိုပါ TNL နဲ့ MNDAA ကထုတ်ပြန်တိုက်တွန်းပြောဆိုတော့ပါလိမ့်ခင်ဗျတစ်ဖက်မှာတော့ ရခိုင်ပြည်နယ်နဲ့စကိုင်းမှာမြန်မာစစ်တပ်ရဲ့တပ်ဖြတ်မှုတွေကြောင့်ပြည်သူအများပြတေဆုံးရမှုအပေါ်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကကန့်ကွက်ရှုံချပြီးအလွန်အမင်းစိုးရိမ်ပါတယ်လို့ထုတ်ပြန်ပြောဆိုလိုက်ပြန်ပါတယ်ကုလအထွေထွေအတွင်းရေးမှူးချုပ်ကမြန်မာနိုင်ငံတော်မှာအကြမ်းဖက်မှုတွေဒိုးလာနေတဲ့အပေါ်အလွန်အမင်းစိုးရိမ်မိတယ်လို့ပြောလိုက်တဲ့အပြင် လက်ရှိရခိုင်ပြည်နယ်နဲ့စကိုင်းတိုင်းပါဝင်အရတားအများအပြားတည်ဆုံခဲ့ရတဲ့မြန်မာစစ်တပ်ရဲ့လက်တလောတိုက်ခိုက်မှုတွေကိုပြင်းပြင်းထန်ထန်ရှုံချတယ်လို့ထုတ်ပြန်ပြောဆိုလိုက်ပြန်ပါတယ်စစ်ကောင်စီကအရက်ဖက်စစ်ဖက်ပြစ်မှတ်တွေကိုခွဲခြားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပြင်းထန်တဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုနိုင်ငံအနှံ့ပြားမှာဆက်လက်ကျူးလွန်နေတဲ့အတွက်အဲ့ဒီလိုကျူးလွန်တဲ့သူတွေအနေနဲ့တာဝန်ယူရမှာဖြစ်တယ်လို့လည်းပြောသွားပါသေးတယ်ဒါအပြင်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံမှာယိုယွင်းနေတဲ့အခြေအနေတွေကျေပြန့်လာမှုကိုအလွန်အမင်းစိုးရိမ်မိတယ်လို့ပြောထားတဲ့အပြင်စူးစီးညင်ညွတ်စွာနဲ့မြန်မာအရေးကိုချင်းကပ်ဖြည့်ရှင်းကြဖို့ကိုပါမြစ်တာရက်ခံသွားပါသေးတယ်ခင်ဗျ။အဖက်မှာတော့ MNG ဆိုရနဲ့အလှရှင်တွေရဲ့ထောက်ပံ့မှုတွေအပြင်ကင်းဒီပြည်မှာအခွန်ကောက်ခံမှုတွေအပါအဝင်တစ်နှစ်အတွင်းကြက်ငွေတန်း၈၀၀၀ကျော်ရရှိခဲ့တယ်လို့ကင်းဒီ IEC ဥက္ကဋ္ဌခူဦးရေကပြောပါတယ်။ ကင်းနီပြည်ကြကလာအုတ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်းတစ်နှစ်ပြည့်အထိမ်းအမှတ်မိကုံးမှာကင်းနီ IC ဥက္ကဋ္ဌကပြောတော့တာပါကင်းနီပြည်မှာ2023ခုနှစ်ဇွန်လကနေ2024ခုနှစ်မေလအတွင်း MG ဆိုရနဲ့အလူရှင်တွေရဲ့ထောက်ပံ့မှုတွေအပြင်ကင်းနီပြည်မှာအခွန်ကောက်ခံမှုတွေအပါအဝင်တစ်နှစ်အတွင်းကြက်ငွေတန်း6000ကျော်ရရှိခဲ့ပြီးအဲ့ဒီလိုရရှိတဲ့ငွေတွေကိုလိုအပ်တဲ့ကဏ္ဍတွေမှာငွေကြက်တန်း6000ကျော်သုံးစွဲခဲ့ပြီးတော့ကင်းနီဂျာကာလာအုတ်ချုပ်ရေးကောင်စီ IC အနေနဲ့ ဂီနီပြည်နယ်မှာအုပ်ချုပ်ရေးရန်ရာကိုလက်တွေ့ကျင့်သုံးလဲပတ်နေပြီဖြစ်တဲ့အပြင်ဌာနရှိခုနဲ့ပြည်သူလူထုဝန်ဆောင်မှုလုပ်ငန်းတွေကိုဆောင်ရွက်ပေးနိုင်နေပြီလို့ဆိုပါတယ်။အဲ့ဒီလိုဂီနီပြည်ဂျက်ကလာအုပ်ချုပ်ရေးကောင်စီရဲ့အုပ်ချုပ်ရေးရန်ရာလဲပတ်နိုင်ဖို့ပြည်သူလူထုကအဓိကအခန်းကဏ္ဍမှာပါဝင်ပြီး အပေးကူညီခဲ့ကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်လို့လည်း IC တနည်းပြည့်အထိတ်မဲ့မိတ်ကွန်းမှာကီနီ IC ဥက္ကဋ္ဌခုဦးရေကထည့်သွင်းပြောဆိုတော့ပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ